ငရဲခံရတဲ့သူတွေဟာမျိုးသမီးတွေဖြစ်တယ်။တံပရိကိဏခတ္တာတကူလုံးလဲသွေးရဲတန်ရဲရဲနဲ့ဆုပ်ဆုပ်ပြက်ပြက်တကူလုံးလဲရဆရာမရှိအောင်လက်ချေအပြက်ပြက်ဆင်းရဲဒုက္ခကိုရောက်ရှိနေကြတယ်တဲ့ပိတ်ကရှာ ကန္တန်တိဘုစေဒုစစ်သာတစ်ချိန်တုန်းကမိုင်မဲခဲ့ကြတဲ့အမျိုးသမီးတွေဟာလက်မောင်းနှစ်ဖက်ကိုမြောက်ပြီးတော့ဟောဟိငိုကြွေးပြီးဆင်းရဲဒုက္ခကိုခံနေကြတယ်တဲ့သမ္မခိတလောဟိတပုပ္ပလိတ်တာတကူလုံးလဲသွေးတွေနဲ့လိမ့်ချမ်းပြီးတော့တကူလုံးသွေးတွေပေပြီးတော့ ကာဝေထအဂတနိဝိခန္တာနတ္တယုံမှာနှွားတွေဆက်ဖြတ်ထားတယ်လို့နှွားတွေကိုတတ်ပြီးတော့ဆက်ဖြတ်တယ်လို့ပဲအဲ့ဒါလို့နတ္တယုံเนี่ยနှွားတွေတတ်ထားတယ်လို့ခန္ဓာကိုယ်ဆုပ်ဆုပ်ပြက်ပြက်နဲ့သွေးရည်တန်ရည်နဲ့ခန်းနေကြရတဲ့အဲ့ဒီခန်းနေတဲ့ပုဂ္ဂိုလ်တွေကလွတ်လွတ်ကျွတ်ကျွတ်လာလို့ဆိုမဟုတ်ဘူးတာဘူမိဘာခတ်သမီး တဒါနိခာတာအောက်ကမီးရဲရဲတောင်နေတဲ့တန်မြေလွှာကြီးပေါ်မှာတန်နဲ့တိဆောက်ထားတဲ့မြေလို့ဆိုလို့အဲ့ဒီမြေထဲမှာခန္ဓာကိုယ်ကတဝက်လောက်မြုပ်ပြီးတော့အပေါ်ပိုင်းလေးပဲပေါ်နေတယ်ခန္ဓာကိုယ်ရဲ့အဲ့ဒီမြေကြီးထဲမှာတပိုင်းမြုပ်ထားပြီးတော့အပေါ်ပိုင်းကပေါ်နေတယ် အဲ့ဒီအချိန်မှာခန္ဓာတိဝတ္တန်တိသာဇောတိဘုဒ္ဓတောင်ကြီးလောက်ရှိတဲ့ကြောက်တုံးကြီးတွေဟာမိလောင်ကျွမ်းနေလို့ရဲရဲကြီးနေတဲ့မိအောင်နေပန်းထွက်နေတဲ့ကြောက်တုံးကြီးတွေကလိမ့်လာပြီးတော့သူတို့အပေါ်ကိုဖြတ်ပြီးတော့လိမ့်သွားတယ် အဲ့ဒီအချိန်မှာစီစီညက်ညက်ကျောက်တုံးကြီးနဲ့အောက်ကတမ်းမြေလွှာပေါ်မှာဖိချိတ်ခံရတဲ့အခါမှာပြချက်သွားလောက်စီစီညက်ညက်ဖြစ်ပြီးတော့သွားတယ်အဲ့ကျောက်တုံးကြီးလိမ့်သွားပြီးမကြာခင်ပဲပြန်ပြီးတော့ပြုတ်ခနဲ့ထောင်းလာပြန်တယ်မသေးနိုင်ရဘူးငရဲသားဆိုတာငရဲဘဝခံရတယ်ဆိုတာဘလောက်ဖယ်ဒုက္ခရောက်ရောက်ဘလောက်ဖယ်ဆက်ဖြတ်လက်ဖြတ် ဖြတ်ချင်သလားဖြတ်အိမ်မြောင်အမေးပြန်လို့ပဲခုံးနေမှာပြီးရင်ပြန်ဆက်သွားပြန်ရောအဲ့ဒီဆင်းရဲဒုက္ခမဆုံးနိုင်တဲ့ဆင်းရဲဒုက္ခကိုခံကြရတယ်တဲ့အဲ့ဒီမြင်ကွင်းကိုနေမိမင်းကြီးကစတင်ပြီးတော့မြင်လိုက်တာအရှိကလာတဲ့မိရဲ့ညီနေတဲ့ကြောက်တုံးကြီးက အနောက်ဖက်လိမ့်ပြီးချိန်သွားလိုက်တောင်ဘက်ကလာတဲ့မိရဲရဲနဲ့ကြောက်တုံးကြီးကလိမ့်လာပြီးတော့ချိန်သွားလိုက်နဲ့ဒီမြင်ကွင်းကြီးဟာကြောက်မဲ့ဖွယ်ရကဲတင်မဲ့လူလည်းမရှိဘူးအားလုံးကလည်းရက်ဆက်ကြမ်းကြုတ်တဲ့ငဲသားတွေကဝန်းရံပြီးတော့ထွက်မပြေးနိုင်အောင်တံမြေတွင်မှလည်းမြုပ်ထားသေးတယ်မိထုတ်တွေကြားထဲမှလည်းပဲအခုလို့ ၆တုံးကြီးတွေကလေးဘက်လေးတန်ကလာပြီးတော့ဖိပြီးတော့စင်ဆက်ပဲပြချိတ်သွားလိုက်ပြန်ကောင်းထောင်ထားလာလိုက်ချိတ်သွားလိုက်ပြန်ကောင်းထောင်ထားလာလိုက်နဲ့မဆုံးနိုင်တဲ့ငရဲအော်ဟစ်ညင်းညူပြီးတော့စိတ်ညင်ညူเสียငရဲကိုနေမီမင်းကြီးကိုပြလိုက်တယ်ပြလိုက်တဲ့အခါကျတော့နေမီမင်းကြီးကပြောတော့အယံဟိမံဝိနတိတုဒ္ဒဒိဋ္ဌောဟာ ုဿာမိတ္တမန္တလိဒေဝသာရထေဒီမြင်ငွေကြီးကိုကြည့်လိုက်ရမြင်လိုက်ရတဲ့အခါမှာသူဟာရင်ထဲမကောင်းဘူးကြောက်စိတ်တွေတဖွာဖွာဖြစ်လာတယ်နှလုံးတုံရင်ခုန်လာတယ်ပေါ့ဒါကြောင့်မို့နိုင်ထမောင်းနဲ့မာတလိကို မေးပြစေပါတဲ့ ဣမာနုနာရိယောဂိမကံတုပပံအခုငရဲကြပြီးတော့ငရဲခံရတဲ့ဒီမျိုးသမီးတွေဟာဘာတွေလုခဲ့ကြလို့ဒီလောက်ဒုက္ခကြီးစွာခံနေကြရသလဲရာဘူမိဗမတဝိတ္ထာနိခတာတမ်းမြေပြင်မှာလည်းပဲသူတို့ကိုတပိုင်းမြုပ်ပြီးတော့ထားတယ်ယုံထွက်လို့လည်းမရဘူးခန္ဓာတိဝတ္တန်တိသာဇောတိဗုဒ္ဓါ မီးရဲရဲတောက်နေတဲ့၆တောင်ကျောင်းလုံးကြီးတွေကလည်းသူတို့လိမ့်လာပြီးတော့ရှောင်ပြေးလို့မရအောင်ချိတ်ပြီးတော့သွားကြတယ်ဒီလိုချိန်မာတဲ့ဆင်းရဲဒုက္ခကြီးကိုသူတို့ဘာတွေလုပ်ခဲ့ကြလို့ဒီလောက်ဒုက္ခခံကြရသလဲလို့ငရဲခံနေကြတဲ့ပုဂ္ဂိုလ်ရဲ့မြင်ကွင်းကိုကြည့်ပြီးတော့မာတလိကိုမေးလိုက်တဲ့အခါမှာမာတလိနတ်သားကဘာပြောတော့ ဗတ္တိနတ်သားဖြေပုံကတော့ကောလိထိယယောဣဒ္ဓစီဝလောကေအတုဒ္ဓကမ္မအတတံအစာရောဒါဒိဋ္ဌရူပပတိဝိပဟာယအညာအစာရုံရတိခိတဟေတုတာဇီဝလောကတမိရမပယိတဝါခန္ဓာတိဝတ္တန်တိသာသောတိပုတ္တမတ္တရိရဲ့ဖြည့်ရှင်းချက်ကတော့ဘာလို့ဆိုရင် ဒီမျိုးသမီးတွေဟာတဲ့လူဘွားတုန်းကလူဘွားတုန်းကဒီပျော်ပျော်နေတဲ့အမျိုးသမီးတွေဖြစ်တယ်အတုဒ္ဓကမ္မနေခြင်းသူလို့လွတ်လွတ်လပ်လပ်နေခြင်းသူနေကြတယ်အတတံအစာတော့မကောင်းတဲ့အလုပ်တွေကို မျိုးသမီးကောင်းတွေရဲ့အလုပ်တွေမဟုတ်ဘဲနဲ့မကောင်းတဲ့အလုပ်တွေကိုလုပ်ကြတယ်တဲ့တာဒိဋ္ဌရူပပฏิဝေဘဟာယကောက်ချက်ဆင်းနေတဲ့စိတ်ရှိပြီးမိမိတို့ရဲ့အိမ်တော်ဘက်ယောက်ျားကိုစွန့်ခွာပြီးအညာအစာရုံရတိခိတ္တဟေတုပျော်ရွှင်မှုကို အာယုံပြုတ်ပြီးတော့ပြောသလိုနေခဲ့ကြတယ်ပေါ့အဲ့တော့ဒီကိစ္စစဉ်းစားကြည့်မယ်ဆိုရင်တော့မြန်မာပြည်မှာကထိမ့်နေသိမ့်သိမ့်ရှိကြညာအနောက်တိုင်းဆိုရင်ပေါ်တင်ကြီးပဲဒါနော်အနောက်တိုင်းမှာဆိုရင်ဒီအမျိုးသားအမျိုးသမီး အိမ်တော်ရှိတဲ့အမျိုးသားအမျိုးသမီးဆိုတော့ပေါ်တင်ကြီးတွေပဲကိုအမျိုးသားအပြင်ခြားမျိုးသားတယောက်နဲ့ချိန်ပြီးတော့သွားတာတွေဟာခဏခေစားနေတာနော်ခဏဟိုပေါင်းကြာသွားပြီအနောက်တိုင်းမှာတော့တကယ်ပဲတကယ်ရှိတယ်ခင်မဆိုင်ဘူးဘာကိုမှခင်မဆိုင်ဘူးအဲ့ဒီလိုနေကြတာတွေဟာမြန်မာနိုင်ငံမှာတော့ဒါအဆန်းတစ်ချက် အနောက်တိုင်းတွေမှာဒီတိုင်းပဲအဲ့တော့ဒီလိုဖြစ်ပြနေတဲ့အခြေအနေတွေကြောင့်မို့လို့တဲ့သူတို့ဟာအညာအစာရုံရတိခိတ္တဟိတုပျော်မှုပါမှု အကြောင်းပြုပြီးတော့နေခြင်းလိုနေကြတယ်ဒါဇီဝလောကသမိရမပိယိတဝါဘဝမှာပျော်ပျော်နေမယ်ဆိုတဲ့ ပျော်ပျော်နေမယ်ဆိုတဲ့စိတ်နဲ့လွတ်လွတ်လပ်လပ်နေကြတဲ့ဒီမျိုးသမီးတွေဟာဘဝဆုံးသက်သွားတော့ခန္ဓာတိဝတ္တန်တိသာသောတိဗုဒ္ဓာမိတော့မိလျံနေရဲနေတဲ့အခုလိုကြောက်တောက်ကြီးတွေဟာလိမ့်ပြီးတော့တန်မြူမြေပေါ်မှာခန္ဓာကိုယ်တဝက်မြုပ်နေတဲ့အချိန်မှာကြောက်တောက်ကြီးတွေရဲ့ဖြစ်ချိန်မှုကိုခံနေရတာဟာ တစ်ချိန်တုန်းကပျော်ခဲ့တာတွေကိုပေးဆက်နေရခြင်းပဲဖြစ်တယ်လို့သူတို့ဖြေတယ်။နော်သူဖြေခဲ့တယ်။အဲ့တော့အိနောယေတ္တစာဆိုတာမရှိတော့တဲ့သဘောဒါမို့လို့ငါးပါးသီလထဲမှာလည်းပဲကာမိတုမိစ္ဆာစာရာဝေရမဏိသိက္ခာပရံသမာရိယာမိသူကပေါ့ပေါ့မဟုတ်ဘူးဘုရဘာသာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ရထားတယ်။ဒါကြောင့်မို့ကာမိတုမိစ္ဆာစာရာကို ရှောင်ကျင်ရမယ်လို့ဆိုတယ်မရှောင်ကျင်ဘူးဆိုလို့ရှိရင်ဒီပြစ်မှုရဲ့ဒီအကုသို့ရဲ့အကျိုးဆက်ကဒီလိုဒုက္ခရောက်စေတယ်လို့ဒီလိုဆိုတာ